လူတွေကိုချမ်းသာခြင်းလားမင်းဘာပြောကြမှာချမ်းသာခြင်းနဲ့လို့ပြောမှာပေါ့ဒါပေမဲ့အဲ့ဒီချမ်းသာခြင်းနဲ့မှာချမ်းသာတဲ့ဝေဒနာရှိစိတ်ချမ်းသာခြင်းနဲ့လောဘကနောက်စိတ်လို့မသိလိုက်ဘူးကျွန်တော်တို့ကတရားပြောချင်တာကဟိုလောဘကိလေသာပန်းပါသွားမှကိုမသိဘူးချမ်းသာခြင်းလားဆိုရင်ဟာချမ်းသာခြင်းတာပေါ့ဒီလိုပဲပြောမှာပဲဒါပေမဲ့ချမ်းသာတဲ့ဝေဒနာကရှိစိတ်အဲ့ဒီချမ်းသာတဲ့ဝေဒနာလိုချင်တတ်မဲ့တဲ့လောဘကနောက်စိတ်ဘူးအဲ့လိုလေမသိလိုက်ဘူးဒါ knowledge လို့လည်းတရားပြောချင်တာကဲစင်းရတာကြိုက်လားမင်းတော့စင်းရတာဘယ်တော့မှမကြိုက်ဘူးလေ တမှုရိနဲ့ပရမတ်ကလောကဓမ္မဒီလိုဆက်နေတာကျွန်တော်အဲ့လိုဆက်နေမှမသိတာစင်းရတာဒုက္ခဝေဒနာပေါ်တာရှေးစိတ်မကြိုက်တဲ့ဒေါသကနောက်စိတ်ဟောဒီလိုလေးပါလားကဲဝေဒနာလည်းကြားဟုတ်တယ်အားလုံးဒီလောက်တွေမအားဘူးဝေဒနာလည်းကြားဟုတ်တယ်လောဘဒေါသဟောလည်းမကြားဘူးလားအဲ့ဒီနှစ်ခုဒီလိုဖြစ်နေမှမသိတာမြင်လားစင်းရတာမကြိုက်ဘူးဆိုတာတွေ့နေသေးတယ်ဒါပေမဲ့စင်းရတဲ့ဒုက္ခဝေဒနာဆိုလည်းကြားဟုတ်ကြတယ်ဟိုဒေါသကိုလည်းသိတယ်ဒါပေမဲ့အဲ့ဒီနှစ်ခုကဒီလိုလေးရှင်းအောင်ဖြစ်နေပါလားလို့ မသိရ mental process ရှေ့စိတ်တော့စိတ်ပဲဘယ်သူမှမသိဘူးမြတ်စွာဘုရားပဲသိတယ်သူတို့ဆရာကလွယ်အောင်ထည့်ပြလိုက်တာချမ်းသာခြင်းလားဘွာတွေကိုအထည့်သွားပြီလေနင်းလားဒုက္ခဝိညာဉ်လည်းသဘောပေါက်ကြတယ်သိကြတယ်နည်းနည်းများလောဘလည်းသိတယ်ဒါပေမဲ့ချမ်းသာခြင်းလားချမ်းသာခြင်းတယ်လို့ပြောလိုက်တာကဒုက္ခဝိညာဉ်ကရှေ့စိတ်ချမ်းသာခြင်းနဲ့လောဘကနောက်စိတ်လို့အဲ့ဒါလေးပဲမသိလားဆရာဒါလေးပဲပြီးမှာကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ